Facebook ပေါ်မှာကြည့်လိုက်ရင်တော့အမလေးလေးနတ်သမီးတွေနတ်သားတွေကြီးပဲအပြင်မှာတွေ့လိုက်တော့မှဩအဖက်တွေရကဲတင်ထားပါလားဆိုပြီးတော့သဘောပေါက်ရတယ်来着来着来着 ဝိုင်းကြီးပပတ်ဒူဝေဝေဆိုသလိုကျုပ်အာပြင်းဆိုင်ရဲ့အတန်လေးကြမှာထမင်းစားမိန်ကြမယ်ကိုရိုးမားတို့ရေမင်္ဂလာပါရှင်လို့တော့နှုတ်ဆက်တော်ဘူးနော်မင်္ဂလာရှိတဲ့ချိန်နဲ့ပြီးတော့မရှိတော့သလိုခံစားနေရလို့ဒီနေ့တော့လေဂရင်းတွေ့တုံးလေးခစ်ကြီးအကြောင်းကိုပွားစရာရှိလို့ရောက်ချလာတာအမလေးလေးပြောမယ်သာပြောရတာအခုခစ်ကြီးကလည်းတိုးတက်လိုက်တာရှင် ဘလောက်တိုးတက်လဲဆိုရင်ကုံစင်းလုံးတွေကဟိုးမိုးပေါ်တီကိုတက်နေတာကျုပ်တို့လာစားကြတော့လေညကြီးတဲ့တိုးဝင်နေတာများတွင်းအောင်တတဝါဖြစ်တော့မယ် အခုများလေပတ်စံတထောင်နံကိုအိတ်ထဲထည့်ပြီးဈေးသွားရတာညနာငယ်လိုက်တာအေးအယုတ်ဒီမှာဟိုးလုံးကသာတထောင်နံဆိုတာအေယာမမင်းကြီးတပါလို့ပဲခန့်ညားခဲ့တာ yes အခုတော့စက်တွန်တဲ့ရှေ့ရောက်တာနဲ့ငါ့ကိုမတုံးမနဲ့တော့ဟဲလို့တောင်းပန်ချိန်တော့မရလိုက်ဘူးဟမ်ပျောက်ချင်းမလားပျောက်သွားတာမျက်လက်ပြလိုက်သလားအောင်မေ့ရတယ်စီစေးဆန်စေးရလဲပြောမနေနဲ့တော့ဈေးမေးလိုက်ရင်လေဟောဒီရင်မထေရနှလုံးနောင်ပါဇက်ကထွက်ကြမတဲ့ပဲ ရွှေစည်းကတော့ဒုံးမြန်တက်ထားသလားအောက်မရတယ်ဟဲ့နကမပြောနဲ့နသီးတောင်ရွှေချဖို့မလွယ်တော့တဲ့ခင်အဲ့ခစ်ကိုရောက်နေပြီအယိုးဒီမှာဒါနဲ့နေပါအောင်ကုံစင်းနှောင်းကတက်သလားဆိုတော့လည်းမဟုတ်သေးဘူးလူတွေရဲ့စိတ်ဓာတ်တွေကလည်းတွက်ကြနေတာနော်ဟမ်ဘာလို့လဲဆိုတော့တိလား မိလာပြီးဟေးဆိုတာနဲ့တအိမ်လုံးစတိုက်ထွက်ဖို့ပြင်နေရတယ်လို့ပဲဟိုလူကထမင်းကိုပြေးတယ်ဒီလူကရေမော်တာခလုတ်ပြေးနေဟိုဘက်ကဖုံးဝါတင်ချိုပြေးထိုးနေတခါလေ EPC ကမိခလုံးနှိပ်လိုက်တာနဲ့ကျုပ်တို့ဘဝတွေကလေအရှင်လက်လက်ငရေကန်လွတ်တယ်လို့ပဲပျော်နေလိုက်ကြတာများကဘာပြတ်မတက်ပဲမီးပြတ်သွားပြန်တော့လေဘာလောက်ရမလဲရတောင်လေးခက်ဖုံးလေးပုတ်ပြီးဖြေးသိမ့်ရတာပေါ့ဖုံးလေးပုတ်တယ်ဆိုလို့ပြောရအောင်မယ်လမ်းမပေါ်ထွက်ကြည့်လိုက်အောင် လူငယ်လူရွယ်တွေခေါင်းငုံပြီးတော့လမ်းလျှောက်နေကြတာမြေကြီးထဲမှာရွှေ့ရှာနေကြသလားမှတ်ရတယ်။ဟုတ်ပါဦးမလားဖုံးပွနေကြတာ Facebook ပေါ်မှာကြည့်လိုက်ရင်တော့အမလေးလေးနှစ်သမီးတွေနှစ်သားတွေကြီးပဲအပြင်မှာတွေ့လိုက်တော့မှအော် အဖက်တွေကကဲတင်ထားပါလားဆိုပြီးတော့သဘောပေါက်ရတယ်ဓာတ်ပုံရိုက်ရင်ပါလီကိုဖောင်းနှကန်လေးကိုစူးမျက်လုံးလေးကိုပြူးပြီးတော့ရိုက်တက်တက်ခင်မလားအွန်လိုင်းရှော့ပင်းကလည်းတမျိုးစမ်းနေလိုက်လွင်ပြီးဈေးရောင်းရင် အသေးလေးတို့ရေ တန်းငယ်လေးတို့ရေးဆိုပြီးတော့အမလေးချွဲနေလိုက်တာမှဝယ်လဲပြီးရောပစ္စည်းလဲရောက်လာရောကိုအသေးကိုထုငိုရမလို့ဖြစ်နေတတ်တာပုံထဲမှာပြတ်ထားတာကရှယ်ပါတိတ်လက်ထဲရောက်လာတော့ဖွားကြီးဝတ်တဲ့ဘောင်းမီတူလိုဖြစ်နေတာလေအမလေးဒါတွေမကသေးဘူးသူတို့ကပြောသေးဒီအထယ်တွေကထိုင်းမက်ကနေလာတာတဲ့ဟုတ်လောက်မှာပါအေးထိုင်းမက်ကလာလေလေနဲ့လွင့်ပြီးရောက်လာတာနေမှာပေါ့ ဒါပေမဲ့လည်းချမ်းပါကိုလာပါချမ်းပါကိုလာပါဆိုတဲ့အတန်ကြားရင်မိမတို့တဘာဝပတ်စံကိုချွတ်တာခြင်းစိတ်တွေပျောက်ပျောက်ကုန်ရောကဲကဲပြောရင်ပြောရင်နဲ့မောလာပြီကျုပ်ပြောတာလေလွန်လားမလွန်လားပိတ်တကြီးကဝေဖန်ပြီးတော့ဗော ခင်ကောဒီလိုဖြစ်နေတာကိုဘာပဲဖြစ်ဖြစ်လေဒီလိုခက်ပြက်ကြီးအမရည်ရည်မောမောနဲ့ဖြတ်သန်းနိုင်တာကလေကျုပ်တို့မြန်မာလူမျိုးတွေရဲ့အဆန်းရည်တစ်မျိုးပဲမလားအစင်မပြေမှုတွေကိုဟာတာလုပ်ပြီးတော့ရည်ပြစ်လိုက်တော့လေဘဝကပေါက်ပါသွားတာပေါ့ရှင်ဩဒါနဲ့စကားမဆက် RBS အရင်ပြည့်သက်တွေဒီဗီဒီယိုလေးကိုလည်းချစ်တဲ့စိတ်နဲ့ subscribe လေးလုပ်ပေးပြီး share ပေးသွားကြအောင်နော်ကြည်စမ်းကြည်စမ်းဒါလေးပြောဖို့ကိုမေ့တော့မလို့တော်ပြီတော်ပြီပြောနေရင်လည်းဟိုဘက်ကမတ်တင်မီကျွေးလာတောင်းနေပြီလားမသိဘူးခွင့်အောင်လည်းကြားနေရပြီတော့အာမျက်စိမြင်မှဖြစ်တော့မယ်နောက်မှပဲအားတဲ့ချိန်ထက်တွေ့ပြီးအေးတုတ်ကြတာပေါ့တော်ရင်စာပေနဲ့ပတ်သက်ပြီးတော့ တင်သမျှသိရှိရအောင်လဲဘေးကနိုဒီခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါခင်ဗျာစာပေချစ်မြတ်လို့တံပိုးထားသူများအားလုံးကိုဒူးကျေးဇူးတင်ပါတယ်ခင်ဗျာ